ရဲတွေရဲ့လောက်ပုံကင်ပုံကဖြည့်ရတစ်ခုချင်းရဲ့အခြေအနေဥပဒေပေါင်းနဲ့လူသားဆန်ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီးလောက်တာပါလို့ မေရိကန်မှာရဲတွေကဒဇွန်ပြားကိုဖမ်းဖို့ကြိုးစားတဲ့အခါအဲဒီသူကကာမော်ဗီထွက်ပြေးတယ်ဆိုလို့ရှိရင်အရှင်နေပေါ်မူတယ်ပြီးရဲတွေရဲ့လောက်ဆောင်မှုကကွဲပြားနိုင်ပါတယ်အမေရိကန်မှာရဲတွေရဲ့လောက်ပုံကင်ပုံကိုစင်ချင်သုံးပါရလို့ရှိရင်သူတို့လောက်ဆောင်တဲ့အခြေအနေတွေနဲ့ဆုံးဖြတ်ချက်ရတဲ့အကြောင်းရင်းတွေကိုအသေးစိတ်ကြည့်ရပါမယ်ကာမော်ဗီထွက်ပြေးတဲ့သူကိုတနက်နဲ့လုံးဝပြစ်လက်မရှိပါဘူးတနက်နဲ့ပြစ်တာနဲ့ပတ်သက်ပြီးရဲတွေရဲ့ဆုံးဖြတ်ချက်ကဘလို့အချက်တွေပုံမှာခြေခံတယ်လို့ဆိုတာကို သုံးသပ်ပြတ်ရှင်ပါတယ်အဲ့ဒီအချက်တွေထဲမှာကျွန်တော်တို့အချက်ကြီး၄ချက်ရှိတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒီအချက်ကြီး၄ချက်ထဲမှာနံပါတ်1အချက်ကအန်ဒရေရဲ့အဆင့်ကိုကြည့်တယ်လို့သိရပါတယ်ရေးတွေက ပထမဆုံးထွေပြည့်တဲ့သူကလူတွေကို ထိခိုက်မှုဖြစ်စေနိုင်သလားရေးတွေအတွေ့ဒါမှမဟုတ်အမြတ်ပြည်သူအတွေ့ဘလောက်အန်ဒီရှိတယ်လဲဆိုတာကိုစဉ်းစားတယ်လို့သိရပါတယ်ဥပမာထွက်ပြေးတဲ့သူကလူစီကားတဲ့နေရာမှာကောက်ကိုတအားကြီးတင်ပြီးတော့မောင်းပြေးတာတော့လက်နဲ့ပြပြီးတော့ ချင်းချောက်တာတော့ဓာမမဟုတ်ရဲတွေကိုတက်ခိုက်ဖို့ကြိုးစားတာတွေတွေ့ရင်ရဲတွေကလူတွေကိုသေစင်နိုင်တဲ့အန်အားကိုပုံဖို့ဆုံးဖြတ်နိုင်ပါတယ်အဲနံပါတ်1အချက်နံပါတ်2ကဥပဒေနဲ့မူဝါဒကိုလည်းကြည့်တယ်လို့သိရပါတယ်အမေရိကရဲ့တရားစီရင်ရေးမှာ Tennessee Ghana 1985လို့ခေါ်တဲ့အမှုပေါ်အခြေခံပြီးရဲတွေကကောမောင်းပြီးထွက်ပြေးတဲ့တန်တရာချစ်သူကိုတင်နန်းနဲ့ပြစ်ဖို့ဆိုလို့ရှိရင်အဲ့ဒီအပြစ်ခံရတဲ့လူက ရှိရှင်ကြီးအန်ဒီကြားရောက်နိုင်ပါတယ်ဒါကြောင့်တင်တဲ့နဲ့ပြစ်မယ်ဆိုလို့ရှိရင်ပြစ်နေလောက်တဲ့အထောက်အထားခိုင်ခိုင်မာမာရှိဖို့လိုတယ်လို့သိရပါတယ်ဒါကြောင့်ရဲတွေကအလွယ်တကူတင်တဲ့မသွမ်းပဲဥပမာကတ္တရာကိုဖောက်ဖို့ space spread ပေါ်သွင်းပြီးလိုက်ဖန်တာကိုဦးစားပေးလောက်ရပါတယ်ဒါပေမဲ့တချို့နေရာတွေမှာအခြေအနေကအရေးပေါ်အခြေအနေဖြစ်နေလို့ရှိရင်တနတ်ကိုသွန်းတတ်ကြတယ်လို့သိရပါတယ်နံပါတ်3အဲ့လိုတင်တတ်နဲ့ဖြစ်ဖို့ဆိုလို့ရှိရင်လူသားဆန်တဲ့ဆုံးဖြတ်ချက်နဲ့လည်းလောက်လောက်ရပါတယ်ရေးတွေကလူသားတွေပဲဖြစ်တဲ့အတွက်စိုက်ဖိစီးမှုများတဲ့အခြေအနေမှာရှက်ရှက်ကြီးဆုံးဖြတ်တာမျိုးရှိပါတယ်တစ်ခါတလေမှသူတို့ရဲ့ဆုံးဖြတ်ချက်ကနောက်မှကြည့်လျင်မမှန်တယ်လို့ခံစားရပေမဲ့အဲ့ဒီအချိန်မှာသူတို့မြင်တဲ့အ န်ရီအပေါ်ကို အခြေခံပြီးလောက်ဆောင်ရတာလို့ကျွန်တော်တို့သိရပါတယ်။ဒါကြောင့်တချို့ဖြစ်အပ်တွေမှာတင်နဲ့သုံးတာကလွန်ကဲ့တယ်လို့ထင်ရပြီးလူစုကဝေဖန်တာဆန်တဲ့ပြတာတွေဖြစ်လာကြပါတယ်။နံပါတ်၄အဲ့လိုကမ်းပေါင်းပြီးထွက်ပြတဲ့နေရာမှာတင်နဲ့နဲ့ပြည့်ပြီးတော့မဖမ်းပဲလက်ရဖမ်းမင်းဖို့အတွက်ကိုလည်းကူစားပေးနောက်ဆုံးရတယ်လို့သိရပါတယ်ရေးတွေရဲ့ရေချက်ကပြုတ်မှုကျွလွန်ပြူကိုဖမ်းပြီးဥပဒေနဲ့အညီ အရေးယူဖို့ပါဒါကြောင့်သနက်သွန်ပြီးပြစ်သက်ဖို့တဲ့ layer ဖွင့်စီဖို့ကိုစဉ်းစားကြတယ်လို့သိရပါတယ်ဥပမာဆိုပါတော့ကောကောပိုက်ဆိုးတာလိုက်ဖန်တာဓာတ်မှတ်မဟုတ်နောက်မှသစ်ရင်ဇက်ရှာပြီးဖန်တာမျိုးကိုပို့လောက်ကြပါတယ်ဒါပေမဲ့အရှိန်တိုးအတို့အတွက်မှာအန်ဒီကြည်လာပြီဆိုလို့ရှိရင်သနက်သွန်တာကရှောင်းလွေးလို့မရတွတ်တာမျိုးဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ဒီလိုဖြစ်ရတာလေးဆိုတာကိုစင်ကျင်လို့ရှိရင်ရေးတွေကလူကိုမသေးသေးရှင်ပဲအန်ဒီကိုထိန်းချုပ်ဖို့ကြိုးစားတာပါ ါဒါပေမဲ့တချို့အခါမှာသူတို့ရဲ့လောက်ရကလွန်ကဲတယ်လို့ထင်ရတဲ့မျိုးဖြစ်တတ်ပါတယ်ဒါဟာသူတို့ရဲ့စိတ်ကိစ္စမုံဒါမှမဟုတ်အဲ့ဒီအချိန်ကရှိတဲ့သတင်းအချက်အလက်တွေပေါ်မူတည်နေပါတယ်ဒါအပြင် အမေရိကန်မှာလက်နက်တွေကိုအလွယ်တကူရပ်နိုင်တဲ့ယဉ်ကျေးမှုတွေရှိတာကြောင့်ရေးတွေကထွက်ပြစ်သူမှာလက်နက်ရှိတယ်လို့ယူဆပြီးပိုသတိထားပြီး အာသုံးတာမျိုးလေးဖြစ်တတ်ပါတယ်ဒါကြောင့် ရဲတွေရဲ့လောက်ပုံကင်ပုံကဖြစ်ရတစ်ခုချင်းရဲ့အခြေအနေဥပဒေပေါင်းနဲ့လူသားဆန်နဲ့ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီးလောက်တာပါလို့ပြောပြရင်ကျွန်တော်ဝေဖန်မှုကအဆုံးသတ်မယ်